ဟယ်လိုအားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။နီးပြရူပင် MOD ကတော့လူငယ်ကစားသမားတွေကိုလက်ရှိစီနီယာအသင်းကြီးမှာပို့ပြီးတော့ထုတ်သုံးလာတာမျိုးတွေတွေ့ရဖို့အတွက်အချိန်ကြီးကောင်းနေရှိနေပြီလို့ကျွန်တော် မြင်ထားလို့ရတယ်။အဲ့တော့ဒီမှာထွက်လာတဲ့တင်းနေကျွန်တော်ရှိပါတယ်။ဆိုတော့ဒါပါလဲဆိုတော့ကျွန်တော်ကြည့်ကြည့်ရရင်ပေါ့နော်။ဒါ Samsung ကနေပြီးတော့ report လုပ်ထားတာပါ။နီးပြရူပင် MO ရင်းကတော့လူငယ်ကစားသမားတွေကိုအသင်းရဲ့ပေါ့နော်ဒီ senior အသင်းကြီးနဲ့ first team training section ဒီမှာလက်တလောရေတရဘတ်ဒီမှာဆိုလို့ရှိရင်ထည့်ပြီးတော့လေ့ကျင့်ခန်းတွေလုပ်စီနေတာကိုကျွန်တော်တွေ့ရတယ်ပေါ့နော်။အသင်းရဲ့ training section တွေနဲ့နီးစက်တဲ့တင်းချင်းမြင့်တွေအရဆိုလို့ရှိရင် MO ရင်းရဲ့ဘက်ကတော့လူငယ်ကစားသမားတွေရဲ့ပေါ့နော် confidence ရှိရှိ ကစားပြထားတာမျိုးတွေ training session ဒီမှာဆိုလို့ရှိရင်အထင်ကြီးအောင်သိတယ်မလားလုတ်ပြနိုင်တာမျိုးတွေဒါရီဟာ MOD အတွက်တကယ်ကောင်းတဲ့အရာတွေလို့မြင်နေစီပြီးတော့ training session ဒီမှာလည်းအားကျိုးမှန်တဲ့ကစားပြနေတာတွေကလူငယ်ကစားမားတွေအတွက် senior အသင်းကြီးမှာပို့ပြီးတော့နေရာရလာနိုင်မဲ့လက္ခဏာတွေဆိုပြီးတော့မြင်ထားတယ်ပေါ့နော်အသင်းရဲ့ဘက်ကတော့သူသမီးရူဘင် MOD ရဲ့ဘက်ကတော့ senior squad တွေထဲမှာထည့်ထားတာမျိုးတို့ပြီးလို့ရှိရင် academy မှာပေါ့နော်သူတို့ထားတာမျိုးဆိုတာကြီးထဲနီးပြကိုယ်တိုင်က လက်ရှိစီနီယာအသင်းကြီးမှာလုပ်နေတဲ့ training session နေထဲမှာ technical training session နေထဲမှာကိုပဲဒီလူငယ်ကစားမလေးတွေကိုကစားခွင့် training စင်းခွင့်ပူပေးပြီးတော့ဗောနော်ဖြည်းဖြည်းချင်းပူကောင်းလာအောင်အသင်းကြီးကိုရောက်လာမဲ့နီလန်းနေပူပြီးတော့ရှိလာအောင်လို့သူလူပြောတယ်ပြင်ဆင်နေတယ်ဗောဗျာဒါကြောင့်ဗောနော် MODN ရဲ့ဘက်ကတော့ကျွန်တော်တို့ဒါလူငယ်ကစားမတွေကိုအခွင့်အရေးတွေပေးဖို့အတွက်အစဉ်င်းဖြစ်နေတယ်ဗောဒါအပြင်ကျွန်တော်တို့ဗောနော်အဲ့ဒီလူငယ်ကစားသမားတွေတဲကမှာ ဒီစီနီယာကစားသမားတွေရဲ့မျက်လုံးထဲမှာကောအသင်းတာဝန်ရှိသူတွေရဲ့မျက်လုံးထဲမှာကောတကယ်ထွန်းထွန်းပေါက်ပေါက်လှုပ်ပြနိုင်တဲ့ကစားသမားတယောက်ကကျွန်တော်တို့ပရိသတ်တွေနဲ့ရင်းနှီးပြီးသားဒါရှိတ်လေစီဖြစ်တယ်မနော် session နေပဲကျွန်တော်တို့ရှိသေးတယ်ဒါပေမဲ့ကစားသမားတွေကတော့သူ့ရဲ့ဒီဘယ်လိုပြောမလဲကစားတဲ့ပုံစံဒီမှာ flare တွေတည်တယ်မလားပြလို့ရှိရင်အရန် direction နဲ့ပုံစံမျိုးတွေကတော်တော်လေးကိုသဘောကျစရာကောင်းနေပြီးတော့ဗောနော်ဘယ်လိုပြောမလဲသူ့အနေနဲ့ကြောက်စိတ်ကင်းမဲ့ညောကြောက်စိတ်ကင်းကင်းကစားပြတာမျိုးတွေ creative အရန်ဖြစ်တာမျိုးတွေဒိုင်မှုတွေကြောင့်ပေါ့နော်ဒီကစားမားလေးဟာ senior အသင်းကြီးမှာကစားခွင့်ရလာနိုင်လိမ့်မယ်ဆိုပြီးတော့ယူဆထားတယ်ပေါ့ဒါကြောင့်ပေါ့နော်တာဝန်ရှိသူတွေတော်တော်များများရဲ့မျက်လုံးထဲမှာရှုလီစီဟာတော်တော်လေးကိုဒါအထင်ကြီးစရာကောင်းနေတယ်ဆိုပြီးတော့ကျွန်တော် report တွေကလောက်ထားတယ်ဆိုတော့ညီကလေးရောဘလူမင်းရလဲ MOD နေနဲ့ကျွန်တော်တို့ဒီဘလူရမကစားမားတွေပေါ့နော်လူငယ်ကစားမားလေးတွေကိုကျွန်တော် senior အသင်းကြီးမှာနေရာတကယ်ပေးနိုင်စွမ်းရှိတယ်လို့ထင်ကြလားဆွေးနွေးကြပါဦးနော် ဟိုဘယ်လိုပြောမလဲ MOD က Sporting Lisbon မှာလည်းလူငယ်ကစားသမားတွေကိုအများကြီးအခွင့်အရေးပေးပြီးတော့လူငယ်တွေကိုဆွဲတင်ပေးခဲ့တဲ့နီးပြလို့ကျွန်တော်ပြောရမယ်ပေါ့နော်အခုလက်ရှိကျွန်တော်တို့အနေနဲ့ဒီ Manchester United မှာဆိုလို့ရှိရင်ဒီမျိုးတစ်ပုံ Sporting လို့မဟုတ်တော့ဘူးပေါ့နော်လောလောဆယ်မှာနံပါတ်1က Sporting မှာအဆင်ပြေပြီးမြဲလို့ United မှာကျွန်တော်အဆင်ပြေခြင်းမပြေမှာဒါအပြင်လူငယ်ကစားသမားတွေကိုနေရာပေးဖို့တဲ့လက်ရှိ senior အသင်းကြီးမှာပေါ့နော်ရလတ်တွေကို stable ဖြစ်ဖို့အရင်လုပ်နေရတဲ့အခြေအနေမျိုးမှာ လူငယ်ကစားမတွေကိုအဆင်မပြေလဲငါတော့အချိန်ပေးမယ်ဟိဆိုတဲ့ relativity မျိုးတူမှရှိချင်မှရှိမှာအမိုရင်တွေကလက်ရှိအရေးကြီးဆုံးဒီရက်လက်တွေကောင်းနေဖို့အဲ့လိုရက်လက်တွေကောင်းနေတဲ့နေ့မှာမှအဆင်ပြေနေတဲ့အချိန်ဒီမျိုးတွေစိတ်ချရတဲ့အချိန်ဒီမျိုးတွေမှာကျွန်တော်တကယ်မြင်ချင်တဲ့တကယ်နေရာပေးတဲ့ကစားမလေးတွေလူငယ်တွေကိုနေရာပေးတာပဲအ တင်ရသိန်းကြီးကအခြေသွန်းကောင်းမနေပဲနဲ့လူငယ်တွေကိုဆွတ်ဆက်နေရဘေးဒဏ်မျိုးကလုံးဝရွေးချယ်စရာမရှိတော့မှပဲလှုပ်ရတဲ့အခြေအနေမျိုးတွေပေါ့နော်ကျွန်တော်လည်းကြောက်လို့တင်မှာ MOR ရဲ့လက်အောက် Manchester United မှာလူငယ်ကစားသမားတွေကိုကျွန်တော်ကမျိုးမြင်ရဖို့ဆိုတာမျိုးကတော့နည်းလိမ့်မယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်အခြေအနေကနောက်တစ်ခုကဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ကပြိုင်ပွဲစုံမကစားရဘူးပရီးမီးယားလိဂ်တစ်ခုလောက်ပဲကောင်းကောင်းကစားရတဲ့အခြေအနေမျိုးမှာ senior player တွေနဲ့တင်ကိုပဲ လုံလောက်နေပါပြီเนาะဆိုတော့လူတွေရှိရတဲ့တဲ့ကြော်ပြီးတော့လူငယ်စားမားတွေကိုတုံးနေဆိုတာမျိုးလေတွေးရလိမ့်မယ်လို့ကျွန်တော်မထင်ဘူးပေါ့เนาะအဲကြောင့်ကျွန်တော်အနေနဲ့တကယ်တကယ်နဲ့တွေးကြည့်ရရင် Manchester United မှာဟိုပြိုင်ပွဲကတပွဲလောက်ပဲကျွန်တော်ကစားရတယ်တပတ်မှတပွဲလောက်ပဲကစားရတယ်ဆိုတဲ့အခြေအနေမျိုးကလူစင်းမလောက်လို့ကစားမားတွေကိုအနာပေးခြင်းလို့လူငယ်လေးတွေကိုကျွန်တော်တာနေရာပေးလိုက်တယ်ဆိုတာမျိုးတွေတွေးရဖို့ခဲရင်သွားတယ်ပေါ့เนาะနောက်တစ်ခုကရှေးလိန်စီနဲ့ပတ်သက်လို့ရှင်တော့ chance ရှိတယ်လို့ကျွန်တော်ထင်တယ် ဘာလို့လဲဆိုတော့လေစီကိုတိုင်းကလည်းတကယ်ကောင်းနေတာကျွန်တော်တို့ကံမကောင်းစွာနဲ့ပဲသူပြီးခဲ့တဲ့နှစ်တည်းမှာ injury တွေပါတယ်သူကြုံသွားရပြီးတော့သူ့ရဲ့ progress ကိုနှီးသွားစေတာဘာလို့သူ့ရဲ့ development ကိုကျွန်တော်နှီးသွားစေတာဒါပေမဲ့လို့ဒီကစားမလေးကတကယ်ကောင်းတာပြိတ္တိကြားထဲမှာလည်းလူငယ်လေးဆိုပေမဲ့ဒီကောင်လေးကနေရာယူထားပြီးသားလို့ကျွန်တော်ပြောရမယ်ဆိုတော့ဟိုသူ့ရဲ့ကစားပုံနဲ့ဆိုလို့ရှိရင်လည်းပဲဒါမဲ့ကျွန်တော်တို့ထားပါတော့ Africa Cup of Nation မှာဆိုလို့ရှိရင်အမ်ပူမူတို့အာမက်တီယာတို့ကစားမတွေလုံးဝပေါ့နော် ဒီဝါလုံးကြတော့မယ်နိုင်ငံလူပီးစင်ကြီးအတွက်သွားကစားကြတော့မယ်ဆိုရင်အန်ပူမိုးရဲ့နေရာကိုဖြစ်ဖြစ်ချင်းနဲ့သူ့ပေါ့နော်ထားပါတော့ဗျာမီဆန်မောင်းတို့ကိုထည့်ပြီးတော့ဒုတိယပိုင်း85မိနစ်မှာလူသားလဲတာမျိုးနော်3-0လောက်နဲ့နိုင်နေလို့85မိနစ်မှာလူသားလဲတာမျိုးဒါမျိုးပေါ့နော်7မိနစ်လောက်ပေးကစားတာမျိုးပေါ့ဒါမျိုးလေးတွေတွေ့ရလိမ့်မယ်လို့ကျွန်တော်ထင်တယ်နော်အဲ့ဒီချိန်ကြာလို့ရှိရင်အမ်ပူမိုးတို့အာမက်တို့မရှိတော့ဘူးဆိုတော့တွေးကြည့်ရရင်ကျွန်တော်တို့နေရုံနဲ့ပတ်တန်ဖြစ်ကစားနေတဲ့ကစားမားတွေထဲမှာ limit ဖြစ်လာတော့မှာ နော်စီနီယာပလေးယာတွေအများကြီးရှိနေမှာကျွန်တော်မဟုတ်တော့ဘူးအဲ့တော့လီစီတို့ဘာလို့က chance ရနိုင်တယ်လို့ကျွန်တော်ထင်တယ်ကျွန်တော်ညီကလို့ရရှေးလီစီရဲ့ကစားပုံအနေနဲ့ပတ်သက်ပြီးတော့ဘလို့မြင်ကြလဲနီးပြဖြစ်တဲ့လူပြင် MO ရင်းကရောစီနီယာပလေးယာတွေနဲ့အတူလူငယ်တွေကိုဘယ်လောက်ထိသုံးနိုင်မယ်လို့ညီကလို့ထင်ကြလဲဆွေးနွေးကြပါအောင်အားလုံးကိုချစ်သမီးများကြီးတို့ပါနဲ့